တောင်းဆိုချက်တွေကိုမလန့်ရောရင်စက်ယုံတွေလိုပဲအစိုးရတရက်လုံးလဲမြေလန့်ခံရမယ်ဆိုတဲ့ Trump မနေ့ကပဲအီရန်ရဲ့မြေအောက်စက်ယုံတွေကို American က B2 Sprint ပုံကျဲခဲ့တဲ့နောက်အီရန်လွတ်တော်ကလည်း Hormat ရေလက်ကြားကိုပိတ်ချလိုက်ဖို့အတည်ပြုလိုက်ပါပြီဒီအချိန်ဒီမှာ American ရဲ့ရည်ရွယ်ချက်အီရန်ရဲ့ Nuclear စွမ်းရည်အခြေအနေ Hormat ရေလက်ကြားရဲ့အရေးပါမှုနိုင်ငံတကာမဟာမိတ်တွေရဲ့ယက်တီချက်နဲ့ဒေတာရင်းပဋိပက္ခဖြစ်နိုင်ခြေတွေဟာဘလို့ဆက်ဆက်နေတယ်လဲဆိုတာကို နက်နက်နဲနဲလေ့လာသုံးသပ်ကြည့်အောင်ကျွန်တော်တို့အီရန်နဲ့စစ်ဖြစ်နေတာမဟုတ်ပါဘူးကျွန်တော်တို့ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့စစ်ဖြစ်နေတာပါဒီစကားဟာအီရန်နဲ့ပတ်သက်တဲ့အမေရိကန်ရဲ့လက်ရှိယက်တီချက်ကိုအရှင်းဆုံးဖော်ပြနေပါတယ်မူလကတမနာထရမ့်မှာအီရန်မှာအစိုးရပြောင်းလဲရေးလုပ်ဖို့အတိပြောဆိုခဲ့ပေမဲ့အခုအခါမှာတော့အင်ဂျူတော်ကအဖွဲ့ဝင်တွေအားလုံးဟာအမေရိကန်ကနျူကလ িয়ার လက်နက်တွေကိုရပ်တန့်ခြင်းရုံသာဖြစ်ပြီး အီရန်မှာအစိုးရပြောင်းလဲရေးလုပ်ဖို့စိတ်မဝင်စားဘူးလို့ထုတ်ပေါ်ပြောဆိုနေကြပါတယ်။တမရထရမ့်တောင်မှသူ့ရဲ့စိတ်ကိုပြောင်းလဲလိုက်ပုံရပါတယ်။အထူးသဖြင့်နိုင်ငံသားရေးဝန်ကြီး American အထက်လွှတ်တော်အမတ်မာကိုရူဘီယိုရဲ့ထုတ်ပြန်ချက်ကအရေးကြီးပါတယ်။သူက American ကအစိုးရပြောင်းလဲရေးကိုလိုချင်တဲ့အခြေအနေတစ်ခုပဲရှိပါတယ်။အဲ့ဒီအခြေအနေကအီရန်ကနျူကလ ియర్ လက်နက်တွေကိုဆက်လက်လုံဆောင်နေမယ်ဆိုရင်ပါပဲလို့ပြောခဲ့ပါတယ်။ရူဘီယိုရဲ့အဆိုအရ အီရန်ကနျူကလ িয়ার လက်နက်နိုင်ငံဖြစ်လာဖို့ဆုံးဖြတ်ခဲ့ရင်ဒါဟာသူတို့အစိုးရအတွက်အန္တရာယ်ဖြစ်စေပြီးအဆုံးသက်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့လှုပ်ဆောင်မှုတွေကြောင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာနည်းပညာပိုင်းအရနောက်ပြန်ဆုတ်သွားပြီးဖြစ်ပေမဲ့အီရန်ဟာဆုံးဖြတ်ချက်ချရမှာဖြစ်တယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။အီရန်အတွက်ရွေးချယ်စရာနှစ်ခုကိုရူဘီယိုကပေါ်ပြခဲ့ပါတယ်။ပထမတစ်ချက်ကလျှက်စစ်တအားထုတ်လုပ်ဖို့နျူကလ িয়ার ဓာတ်ပေါင်းဖို့တွေလိုချင်နေဆိုရင် တခြားနိုင်ငံတွေလိုပဲယူရေနီယံကိုကိုယ်တိုင်ကျွယ်ဝအောင်လုပ်เสียမလို့ပဲလုပ်နိုင်ပါတယ်။ဒါပေမဲ့သူတို့ကဘုံတလုံးတိဆောက်ဖို့လျှို့ဝှက်အစီအစဉ်တစ်ခုလိုချင်တယ်ဆိုရင်တော့အမေရိကန်နဲ့ကမ္ဘာပေါ်ကတခြားနိုင်ငံအများအပြားနဲ့ပါကြီးမားတဲ့ပြဿနာတွေရှိလာမှာဖြစ်ပါတယ်။ရူဘီယိုကအမေရိကန်ဟာအီရန်ပြည်သူတွေကိုမတိုက်ခိုက်ခဲ့ပဲနျူကလ িয়ার စက်ရုံတွေကိုသာတိုက်ခိုက်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုအပြီးမှာအီရန်အရာရှိတွေကသူတို့မှာနျူကလ িয়ার လက်နက်တွေအတွက်လိုအပ်တဲ့ ယူရေနီယံကျွဲဝမှုအချို့ကျန်ရှိနေသေးကြောင်းထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်ကယူရေနီယံကျွဲဝအောင်လှုပ်ဆောင်တဲ့စခန်းတွေကိုပြစ်မှတ်ထားခဲ့ပေမဲ့အီရန်ကကျွဲဝထားတဲ့ယူရေနီယံအချို့ကိုတိုက်ခိုက်မှုမဖြစ်ခင်ကတည်းကကြိုတင်ရွှေ့ပြောင်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီအချက်ကိုအားဖြည့်တဲ့အနေနဲ့ Ford Nuclear စက်ရုံအပြင်ဘက်မှာ Trap Garden Disease ကိုရဲ့အနေငယ်အလို့ကရိုက်ကူးထားတဲ့ဂျူရုပုံတွေမှာတွေ့မြင်ရကြောင်းဖော်ပြထားပါတယ်။ဒီ truck ကားတွေဟာဘာတွေတည်ဆောင်နေတယ်လဲဆိုတာကိုမသိရပေမဲ့ ယူရေနီယံတွေရွှေ့ပြောင်းနေတာဖြစ်နိုင်ပါတယ်။အီရန်အရာရှိတွေနဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့ကတော့ဒီလိုရွှေ့ပြောင်းမှုတွေဖြစ်နိုင်ခဲ့ခြေကိုအရေးအမွတ်ပြောကြားခဲ့ပါတယ်။နေတန်ယာဟုကအီရန်ရဲ့60ရာခိုင်နှုန်းကျွဲဝတဲ့ယူရေနီယံတူလောင်မှုတည်နေရာတွေနဲ့ပတ်သက်ပြီးသူ့နိုင်ငံမှာစိတ်ဝင်စားစရာ ကောင်းတဲ့ထောက်လန်းရေးသတင်းတွေရှိတယ်လို့ပြောခဲ့ပါတယ်။အီရန်မှာယူရေနီယံပမာဏဘလောက်ရှိလဲဆိုတဲ့အပေါ်မူတည်ပြီးနျူကလ িয়ার လက်နက်အနည်းငယ်လောက်တိစောက်နိုင်တဲ့အလားအလာရှိပါတယ် ယူရေနီယံကျွဲဝအောင်လှုပ်ဆောင်တဲ့စက်တွေပျက်စီးသွားလောက်ပြီးဖြစ်လို့အီရန်ကယူရေနီယံကိုထပ်မံကျွဲဝအောင်လုပ်နိုင်တော့မှာမဟုတ်ပေမဲ့သူတို့မှာတူလောင်ထားတဲ့ပမာဏရှိနေသေးရင်ဒါကိုနျူကလ িয়ার လက်နက်တွေဖန်တီးဖို့ဖြစ်နိုင်ခြေရှိပါတယ်။ကြောက်စရာကောင်းတာကယူရေနီယံကိုကျွဲဝအောင်လှုပ်တာကအခက်အခဲဆုံးအဆင့်ဖြစ်ပြီးကြံတဲ့အဆင့်တွေအလုံးကအလွယ်ဆုံးဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ဒါကြောင့်အီရန်ရဲ့လက်ကျန်ယူရေနီယံတူလောင်မှုဟာကမ္ဘာနိုင်ငံတွေအတွက်ကိုစိုးရိမ်စရာဖြစ်နေပြီး အထူးအာရုံစိုက်ရမယ့်ကိစ္စဖြစ်ပါတယ်။တမနာထရမ့်ကအီရန်နျူကလ িয়ার စစ်ရုံတွေအပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအကြီးအကျယ်ပျက်စီးစေပြီးတိကျပြင်းထန်ကြောင်းထပ်မံထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။သူကဒီတိုက်ခိုက်မှုတွေရဲ့တိကျမှုကိုပေါ်လွင်အောင်ချီးကျူးခဲ့ပြီးအမေရိကန်စစ်တပ်ရဲ့ကြီးမားတဲ့ကျွမ်းကျင်မှုကိုအတိအမှတ်ပြုကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဒါဟာအမေရိကန်ရဲ့စီးရီးစွမ်းဆောင်ရည်ကိုကမ္ဘာကတိအောင်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။အီရန်နဲ့နိုင်ငံတကာဤတုံ့ပြန်မှုများ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။သူကအမေရိကန်ပြည်ထောင်စုရဲ့အီရန်ရဲ့ငြိမ်းချမ်းတဲ့နျူကလ িয়ার စကန်တွေကိုရက်စက်စွာစီရေးအရာကျူးကျော်မှုအပေါ်အပြင်းထန်ရှုတ်ချပါတယ်လို့တရားဝင်ပြောကြားခဲ့ပါတယ်။ဒါအပြင်ဒီလို့ရဟာကုလသမဂ္ဂဗရိညင်နဲ့နိုင်ငံတကာဥပဒေရဲ့အခြေခံမူတွေကိုစိုးရွားပြီးမကြုံစဘူးချိုးဖောက်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။ဝါရှင်တန်မှာရှိတဲ့စစ်လူလာပြီးဥပဒေမဲ့အစိုးရဟာ အန္တရာယ်ရှိတဲ့နောက်ဆက်တွဲအကျိုးဆက်တွေအတွက်တဦးတည်းနဲ့အပြည့်အဝတာဝန်ရှိကြောင်းလည်းအီရန်ကထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့စကလုံးတွေကိုအတုံးပြပြီးတုံ့ပြန်မှုဟာအီရန်ဘက်ကဒီကိစ္စကိုဘယ်လောက်အထိအလေးအနက်ထားတယ်ဆိုတာကိုပြသနေပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်ရုရှားဟားမတ်ဟူသီစတဲ့နိုင်ငံအများအပြားနဲ့အဖွဲ့အစည်းတွေကလည်းအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကိုရှုတ်ချကြောင်းထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။ဒါပေမဲ့အမေရိကန်အထက်လွှတ်တော်အမတ်မာကိုရူဘီယိုကတော့ ဒီနိုင်ငံတွေရဲ့လူသိရှင်ကြပြောဆိုမှုတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာမှတ်ချက်တစ်ခုပေးခဲ့ပါတယ်။သူကဒီနိုင်ငံအများအပြားကကျွန်တော်တို့ကိုရှုတ်ချတဲ့ထုတ်ပြန်ချက်တွေထုတ်ပြန်နေကြပေမဲ့ပုဂ္ဂလိကအားဖြင့်သူတို့အားလုံးကဒါကိုလုပ်ဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့နဲ့သဘောတူကြပါတယ်လို့ထောက်ပြခဲ့ပါတယ်။ဒီစကားဟာကမ္ဘာနိုင်ငံရေးမှာလူသိရှင်ကြယက်တီချက်တွေနဲ့ပုဂ္ဂလိကဆက်ဆံရေးတွေကြွာချားမှုကိုမိမောင်းထုတ်ပြနေတာလည်းဖြစ်ပါတယ်။ American ဤရည်ရွယ်ချက်နဲ့ အီရန်၏ရွေးချယ်စရာများရူဘီယိုကအမေရိကန်နဲ့အီရန်ကြားစစ်ပွဲဖြစ်နေတာမဟုတ်ပဲအီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုတားဆီးဖို့ကြိုးပမ်းကျင်းတာဖြစ်တယ်လို့ထပ်မံအတည်ပြုခဲ့ပါတယ်။သူကသမ္မတထရန့်မှာအီရန်ကိုနျူကလ িয়ার လက်နက်တွေရရှိမှာမဟုတ်ကြောင်းနဲ့တတမန်နီးနဲ့ဖြည့်ရှင်းလို့ကြောင်း68ရက်အကြာကတည်းကစာပို့ခဲ့ပေမဲ့အီရန်ကသူ့ကိုအထင်သေးခဲ့တယ်လို့ဆိုပါတယ်။ထို့ကြောင့်ထရန့်ကကျွန်တော်တို့လူကျင်တဲ့သဘောတူညီချက်မရဘူးဆိုရင် ကျွန်တော်တို့မတူညီတဲ့နီးလန်းနဲ့ကင်တွယ်ရလိမ့်မယ်လို့ပြောခဲ့ပြီးပြီးခဲ့တဲ့ညကသူပြောခဲ့တဲ့အတိုင်းလုပ်ခဲ့တယ်လို့ရူဘီယိုကရှင်းပြခဲ့ပါတယ်။ဒါဟာအီရန်ရဲ့ရွေးချယ်မှုဖြစ်ပြီးသူတို့ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာရတာလို့လည်းသူကမှတ်ချက်ပြုခဲ့ပါတယ်။ရူဘီယိုကအီရန်အတွက်ရွေးချယ်စရာနှစ်ခုကိုဖော်ပြခဲ့ပါတယ်။ပထမတစ်ချက်ကလျှက်စစ်တအားထုတ်လုပ်ဖို့နျူကလ িয়ার ဓာတ်ပေါင်းဖိုတွေလိုချင်တဲ့ဆိုရင်တခြားနိုင်ငံတွေလိုပဲယူရေနီယံကိုကိုယ်တိုင်ကျွဲဝအောင်လုပ်စရာမလိုပဲလုပ်နိုင်ပါတယ်။ ဒါပေမဲ့သူတို့ကဘုံတလုံးတိဆောက်ဖို့လျှို့ဝှက်အစီအစဉ်တစ်ခုလိုချင်တယ်ဆိုရင်တော့အမေရိကန်နဲ့ကမ္ဘာကတခြားနိုင်ငံအများပြားနဲ့ပါကြီးမားတဲ့ပြဿနာတွေရှိလာမှာဖြစ်ပါတယ်။ရူဘီယိုကအမေရိကန်ဟာအီရန်ပြည်သူတွေကိုမတိုက်ခိုက်ခဲ့ဘဲနျူကလ িয়ার စခန်းတွေကိုသာတိုက်ခိုက်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ရူဘီယိုကအမေရိကန်နဲ့အီရန်ကြားစစ်ပွဲဖြစ်နေတာမဟုတ်ဘဲအီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုတားဆီးဖို့ကြိုးပမ်းကျင်းတာဖြစ်တယ်လို့ထပ်မံအတည်ပြုခဲ့ပါတယ်။သမ္မတထရမ့်မှာ အီရန်ကိုနျူကလ িয়ার လက်နက်တွေရရှိမှာမဟုတ်ကြောင်းနဲ့တတမန်နီးနဲ့ဖြည့်ရှင်းလိုကြောင်း68ရက်အကြာကတည်းကစပုတ်ခဲ့ပေမဲ့အီရန်ကသူ့ကိုအထင်သေးခဲ့တယ်လို့ဆိုပါတယ်ထို့ကြောင့်ထရမ့်ကကျွန်တော်တို့လိုချင်တဲ့သဘောတူညီချက်မရဘူးဆိုရင်ကျွန်တော်တို့မတူညီတဲ့လမ်းကြောင်းနဲ့ကင်တွယ်ရလိမ့်မယ်လို့ပြောခဲ့ပြီးပြီးခဲ့တဲ့ညကသူပြောခဲ့တဲ့အတိုင်းလုပ်ခဲ့တယ်လို့ရူဘီယိုကရှင်းပြခဲ့ပါတယ်ဒါဟာအီရန်ရဲ့ရွေးချယ်မှုဖြစ်ပြီးသူတို့ရဲ့မာယွန်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဒီလိုဖြစ်လာရတာလို့လည်းသူကမှတ်ချက်ပြုခဲ့ပါတယ် အမေရိကန်ရဲ့တိုက်ခိုက်မှုတိကျမှန်ကန်မှုကိုဂျိုဒုပုံတွေကပြသနေပါတယ်ဂျိုဒုပုံတွေအရအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာတကယ်ကိုတိကျခဲ့တာကိုတွေ့ရပါတယ်ဖိုတိုနျူကလ িয়ার ဆက်ရုံမှာဆိုရင် မြေအောက်ဘုံဖြတ်ဘုံ၃လုံးဟာလေဝင်လေထွက်စနစ်ထဲကိုတက်တက်မတ်မတ်ဝင်ရောက်ပေါက်ကွဲခဲ့တာပါဒီပေါင်3000စီလေးတဲ့ဘုံတွေကြောင့်ဥမင်တစ်ခုလုံးပြိုကျသွားနိုင်ကြတောင်ရှိနေပါတယ်ပေ9000အမြင့်ကနေပြန်တန်းတဲ့ B2 လေယာဉ်တွေက မြေအောင်ဥမင်တစ်ခုကိုဒီလောက်ထိအောင်တိတိကျကျပြတ်မှတ်ထားနိုင်တယ်ဆိုတာတကယ်ကိုအံ့ဩစရာပါပဲ။ Natens Nuclear စခန်းမှာလည်းမြေအောင်ဘုံဖြတ်ဘုံနှလုံးဒါမှမဟုတ်လေးလုံးလောက်တုံးခဲ့တယ်လို့ယူဆရပါတယ်။နောက်ဆုံးစခန်းဖြစ်တဲ့ Asfahan Nuclear စခန်းကိုတော့ B2 လေယာဉ်တွေနဲ့မဟုတ်ပဲ Arabia ပင်လယ်ထဲက American ရေငုပ်သင်္ဘောကနေ Tomahawk ဒုံးကျည်အလုံး20လောက်နဲ့ပြတ်မှတ်ထားခဲ့တာပါ။ဒီစခန်းကို American မတိုက်ခိုက်ခင်ကတည်းက Israel တွေကတိုက်ခိုက်ခဲ့ဘူးတယ်လို့သိရပါတယ်။ ိုက်ခိုက်ပြီးတဲ့နောက်ပုံတွေမှာဆိုရင်အဆောက်အုံအများအပြားဟာလုံးဝပျက်စီးသွားတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ဒီဂျိုတို့ပုံတွေဟာတိုက်ခိုက်မှုရဲ့ပြင်းထန်မှုနဲ့တိကျမှုကိုပြသနေပါတယ်။လာမယ့်ရက်တွေမှာပုံမှုအသေးစိတ်တဲ့ပျက်စီးဆုံးရှုံးမှုအခဲဖြတ်ချက်တွေရရှိလာမှာဖြစ်ပြီးအီရန်အနေနဲ့ဒီစကန်တွေကိုပြန်လည်တည်ဆောက်နိုင်မလားဆိုတာသိလာပါလိမ့်မယ်။တိုက်ခိုက်မှုအပြီးမှာအီရန်ပါလီမန်ကဟောမတ်ရေလက်ကြားကိုပိတ်ဖို့အစီအစဉ်တွေကိုအတည်ပြုခဲ့ပြီးပါပြီ။ ဒီရလကြောင်းဟာကမ္ဘာရေနံရဲ့20ရာခိုင်နှုန်းနေ့စဉ်ဖြတ်သန်းစီးဆင်းရာလမ်းကြောင်းဖြစ်တာကြောင့်ဒီလိုပိတ်ဆို့မှုဟာကမ္ဘာရေနံဈေးကွက်ကို ကြီးမားစွာထိခိုက်စေမှာဖြစ်ပါတယ်။ American ဟာ Hermes ရေလကြောင်းကနေရေနံအများအပြားတိုက်ရိုက်မရရှိရင်တောင်ကမ္ဘာရေနံဈေးနှုန်းတွေမြင့်တက်လာမှာဖြစ်ပြီး American စားသုံးသူတွေအပါအဝင်လူတိုင်းပုံမှန်မြင့်မားတဲ့ဈေးနှုန်းတွေပေးဆောင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာဖြစ်လာပါတယ်။အီရန်ရေနံရဲ့90ရာခိုင်နှုန်းလောက်ကတရုတ်ကိုသွားပါတယ်။ဒါအပြင် ဆော်ဒီအာရေဗျာ၊ကူဝိတ်၊ကာတာတို့ကအရှေ့အလယ်ပိုင်းရေနံအများပြားကလည်းတရုတ်ကိုတွားပြီးဟော်မတ်ရေလက်ကြားကနေဖျက်တမ်းစီးဆင်းပါတယ်။ဒါကြောင့်အီရန်ကဒီရေလက်ကြားကိုတကယ်ပိတ်ပစ်မယ်ဆိုရင်ဒါမှမဟုတ်ရေလက်ကြားတွေကတင်းမောတွေကိုတိုက်ခတ်ရင်တောင်အမခင်ကြီးမြင့်တက်လာမှုကြောင့်ဈေးနှုန်းတွေတက်လာမှာဖြစ်ပြီးဒါကတရုတ်ကိုစတင်ဒုက္ခပေးမှာပါ။တရုတ်ကကမ္ဘာပေါ်မှာရေနံအများဆုံးသုံးဆွဲတဲ့နိုင်ငံတွေထဲကတနိုင်ငံပါပဲ။အမေရိကန်ထက်တောင်ပိုပါတယ်။ရေနံဈေးနှုန်းတွေတက်လာရင် တရုတ်စီးပွားရေးကတခြားစီးပွားရေးတွေထက်အများကြီးပိုပြီးဒုက္ခရောက်မှာပါအထူးသဖြင့်တရုတ်ထုတ်လုပ်သူတွေကအကောက်ခွန်တွေနဲ့တခြားဖြစ်ပျက်နေတာတွေနဲ့ရင်ဆိုင်နေရတဲ့အခုလိုအခြေမျိုးမှာပါဒီနေရာမှာအီရန်ကပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ဘာလို့လဲဆိုတော့အီရန်နဲ့တရုတ်ကအတော်လေးရင်းနှီးကြပြီးအီရန်နဲ့ရုရှားကလည်းအတော်လေးရင်းနှီးကြပါတယ်ရုရှားကအီရန်ကိုဟော့မတ်စ်ရည်လက်ကြပိတ်ပစ်စေချင်မှာပါဘာလို့လဲဆိုတော့ဈေးနှုန်းတွေတက်လာမှဖြစ်ပြီး ဒါကယူကရိန်းကိုကျူးကျော်ရမှာရုရှားကိုအထောက်အကူဖြစ်စေမှာပါ။ဒါပေမဲ့တရုတ်ကအီရန်ကိုရေလက်ကြားပိတ်စီခြင်းမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တရုတ်စီးပွားရေးကိုထိခိုက်စေမှာမဟုတ်လို့ပါပဲ။ဒါကြောင့်တိုက်ခိုက်မှုတွေနဲ့အစ္စရေးနဲ့စစ်ပွဲကိုထက်မထွက်ဘဲတောင်အတော်လေးခက်ခဲတဲ့အနေအထားပါ။ဒါအပြင်အမေရိကန်ကဆော်တီနဲ့ကာတာနဲ့ကူဝိတ်တို့နဲ့အတော်လေးရင်းနှီးတာကိုလည်းထည့်တွက်ရပါမယ်။ဒါကြောင့်ဟောမက်စ်ရေလက်ကြားပိတ်သွားခဲ့ရင်အမေရိကန်ပြည်ထောင်စုဝင်ရောက်လာနိုင်ခြင်းအများကြီးရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဟောမက်စ်ရည်လက်ကြားပိတ်တာဒါမှမဟုတ်မိုင်းတွေချထားခဲ့တာမျိုးဖြစ်လာရင်အမေရိကန်ကဘာလုပ်မလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။သူကတမန်တော်ရဲ့ရွေးချယ်ခွင့်တွေကိုဖယ်ရှားမှာမဟုတ်ဘူးလို့ပြောပေမဲ့ဒီလိုလုပ်ရမျိုးဟာအီရန်အတွက်ကိုကိုကိုတက်တည်တဲ့လုပ်ရဖြစ်လိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့တရုတ်အပါအဝင်ကမ္ဘာပေါ်ကနိုင်ငံအများစုဟာသူတို့ရဲ့ရေနံအများစုကိုအဲဒီကနေရယူနေရတာဖြစ်လို့ဒီရည်လက်ကြားပိတ်သွားရင် ရင်းနှံဈေးနှုန်းတွေအကြီးအကျယ်မြင့်တက်ပြီးကမ္ဘာတစ်ခုလုံးကအီရန်ကိုဆန့်ကျင်လာလိမ့်မယ်လို့ဆိုပါတယ်။ရုရှား၏တုံ့ပြန်မှုနဲ့အမေရိကန်၏အမြင်ဒီအခြေအနေမှာရုရှားသမ္မတဟောင်းဒမစ်ထရီမက်ဒဗက်ဒီယက်ဖ်က Twitter မှာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခဲ့ပါတယ်။သူကအမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ িয়ার လောင်စာစက်ဝန်းအခြေခံအဆောက်အုံကို ထိခိုက်မှုမရှိဘူး။ဒါမှမဟုတ်အနေငယ်သာပျက်စီးခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒါအပြင်အီရန်ဟာ နျူကလ িয়ার ပစ္စည်းတွေကိုကျွဲဝအောင်ဆက်လုပ်သွားမှာဖြစ်ပြီးနိုင်ငံအများအပြားကအီရန်ကိုနျူကလ িয়ার ထိပ်ပိုးတွေတိုက်ရိုက်ထောက်ပံ့ဖို့အဆင်သင့်ဖြစ်နေကြပြီလို့လဲမက်ဒဗက်ဒီယက်ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။သူပြောတဲ့နိုင်ငံတွေထဲမှာရုရှားလည်းပါဝင်နိုင်တယ်လို့တန်တရားတွေရှိနေပါတယ်။ဒီလိုရုရှားရဲ့တုံ့ပြန်မှုအပေါ်အမေရိကန်ဒုတိယသမ္မတ GD Vance ကမှတ်ချက်ပေးခဲ့ပါတယ်။သူကမက်ဒဗက်ဒီယက်ရဲ့ပြောဆိုချက်ဟာထူးဆန်းတဲ့တုံ့ပြန်မှုတစ်ခုလို့မြင်ပါတယ်။ ပူတင်သို့မဟုတ်ရုရှားအစိုးရရဲ့ယက်တီချက်ကိုတိုက်ရိုက်ကိုစားပြုတ်သလားဆိုတာကိုတော့သူမသိဘူးလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့လအနေငယ်အတွင်းရုရှားနဲ့အမေရိကန်တို့အကြားစကားပြောဆိုမှုတွေမှာရုရှားကအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်စီလိုခြင်းမရှိဘူးလို့အမြဲတမ်းပြောဆိုခဲ့ဘူးတယ်လို့ Vance ကပြောခဲ့ပါတယ်။အီရန်မှာနျူကလ িয়ার လက်နက်ရှိတာဒါမှမဟုတ်အရှိအလေပိုင်းမှာနျူကလ িয়ার လက်နက်ပြန်ပွားတာဟာလူတိုင်းအတွက်ဘေးအန္တရာယ်ဖြစ်တယ်လို့လည်းသူကအလေးအနက်ပြောကြားခဲ့ပါတယ်။ ရုရှား၏ကတိများနှင့်လက်တွေ့အခြေအနေရုရှားဟာအီရန်နဲ့ပတ်သက်ပြီးစကကြီးစကကြဲပြောဆိုတတ်ပေမဲ့လက်တွေ့မှာဘာမှမလုပ်တတ်တဲ့အကျင့်ရှိတယ်လို့ဆိုပါတယ်ဒီနေ့အစပိုင်းဇန်နဝါရီ19ရက်နေ့မှာရုရှားနဲ့အီရန်တို့ဟာနှစ်နစဲမဟာပြူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုလက်မှတ်ရေးထိုးခဲ့ကြပြီးတူးချင်းစီရဲ့လုံခြုံရေးကိုလည်းအာမခံတယ်လို့အကြီးအကျယ်ကြေညာခဲ့ကြပါတယ်ဒီသတင်းဟာဆိုရှယ်မီဒီယာတွေပေါ်မှာလည်းတတန်းကျော်ကြည့်ရှုမှုရရှိခဲ့ပြီး အမေရိကန်ကိုစန့်ကျင်တဲ့မဟာမိတ်အဖွဲ့ကြီးပေါ်ပေါက်လာပြီလို့ထောက်ခံသူတွေကပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းအီရန်ကရုရှားစီကအကူအညီတောင်းတော့ရုရှားကသူတို့လက်မှတ်ထိုးခဲ့တဲ့စာချုပ်ထဲကစလုံးတိတိလေးတွေကိုပြန်ဖတ်ဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ရုရှားအစိုးရရဲ့ရုပ်တံစောင်းပါတပုတ်မှာကျွန်တော်တို့ရဲ့အီရန်နဲ့သဘောတူညီချက်မှာရှင်းလင်းပြတ်သားမှုအတွက်အခန့်တခန့်ရှိပါတယ်။ဘယ်ဘက်ကမဆိုကျူးကျော်ခံရတဲ့အခြေအနေမှာတခြားဘက်ကကျူးကျော်သူကိုစစ်ရည် ဒါမှမဟုတ်တခြားအကူအညီဘလို့မှမပေးရဘူးပေါ်ပေါက်လာတဲ့ကွဲလွဲမှုတွေကိုကုလသမဂ္ဂပရိညင်ပေါ်မူတည်ပြီးဖြေရှင်းဖို့အကူအညီပေးရမယ်လို့ဖော်ပြထားပါတယ်ဒါဟာရုရှားကအီရန်ကိုမင်းတို့ကိုကူညီစရာမလိုဘူးလို့ပြောလိုက်တာနဲ့တူပါတယ်ရုရှားဟာယူကရိန်းစစ်ပွဲကြောင့်ပင်ပန်းနေပြီးနောက်ထပ်စစ်မျက်နှာပြင်တစ်ခုထပ်မစတင်နိုင်ဘူးလို့ယူဆရပါတယ်ဒါကြောင့်ရုရှားသမ္မတဟောင်းဒမီထရီမက်ဒဗက်တီယက်ကအခုအချိန်မှာစကားတွေအကြီးအကျယ်ပြောနေပေမဲ့တကယ့်အကူအညီမျိုးပေးလိမ့်မယ်လို့တန်တရားရှိနေကြပါတယ် လက်ရှိမှာအီရန်ဘက်က American B2 ဘုံးကျဲလေယာဉ်တွေတူရကီလေပိုင်နက်ကနေလာခဲ့တယ်ဆိုတော့မောင်းရတဲ့ကောလာဟာလာကြောင့်တူရကီအပေါ်ဒေါသထွက်နေကြပြီးအပြစ်ပေးဖို့တောင်စဉ်းစားနေကြတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလိုလုပ်ရမျိုးဟာအီရန်အတွက်ပြဿနာတွေပိုရှုပ်ထွေးစေနိုင်ပါတယ်။တူရကီနဲ့အီရန်အရေးပထမဆုံးအနေနဲ့တူရကီရဲ့စီးရေးအင်အားဟာအီရန်ထက်တိတိတတ်တာပိုတာလွန်ပါတယ်။အီရန်ကအခုအချိန်မှာရန်သူအစ်စ်တွေထတ်တိုးဖို့အခြေအနေမရှိပါဘူး။ ဒုတိယအနေနဲ့ B2 ပုံကျဲလေယာဉ်တွေဟာတကယ်တမ်းတူရကီလေပိုင်နက်ထဲကိုဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။သူတို့ဟာမြေထဲပင်လယ်နားမှာလေယာဉ်စီးဖြစ်တဲ့မစ်ရှင်တစ်ခုသာလှုပ်ဆောင်ခဲ့တာဖြစ်နိုင်ပါတယ်။တတိယအချက်ကတော့တူရကီဟာနေတိုမြောက်အတလန်တစ်စာချုပ်အဖွဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။အကယ်၍အီရန်ကတူရကီကိုတိုက်ခိုက်ခဲ့ရင်နေတိုရဲ့အပိုင်ငါအဖွဲ့ဝင်တဦးတိုက်ခိုက်ခံရပါကအဖွဲ့ဝင်အလုံးတိုက်ခိုက်ခံရသည်ဟုမှတ်ယူခြင်းအရနေတိုတစ်ခုလုံးပါဝင်လာပါလိမ့်မယ်။အီရန်ရုရှား ဒါမှမဟုတ်တရုတ်ကတော့နေတိုးတစ်ခုလုံးကိုတကယ်တိုက်ခိုက်နိုင်တဲ့စွမ်းရည်မရှိပါဘူး။နောက်ဆုံးအနေနဲ့တူရကီဟာဒီအခြေအနေကိုရှော့ချဖို့တကယ်ကြိုးစားခဲ့တာကိုတွေ့ရပါတယ်။တမရအာတိုကန်ဟာအီရန်နဲ့အမေရိကန်ကိုတွေ့ဆုံဆွေးနွေးဖို့ကြိုးစားခဲ့ပေမဲ့အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ခါမီနီကဖုန်းခေါ်ဆိုမှုကိုမဖြေခဲ့တာကြောင့်မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်တူရကီဟာဂျာဝင်ဖျံပြေသူအဖြစ်ကြိုးစားခဲ့တာဖြစ်ပြီးအီရန်တွေကနောက်ထပ်ရန်သူတယောက်ကိုဖန်တီးဖို့မတတ်နိုင်ဘူးလို့ယူဆရပါတယ်။ဒီလိုပါပဲ။ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့အခြေအနေဟာအမေရိကန်နဲ့နိုင်ငံတကာကြားရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုပေါ်လွင်စေပါတယ်။ဟောမတ်ဂျီလက်ချာရဲ့အရေးပါမှုကနေရုရှားနဲ့တူရကီရဲ့ရည်တည်ချက်တွေအထိအရာရာတိုင်းကကမ္ဘာရေးရာမှာအပြန်အလှန်ဆက်ဆက်နေတဲ့အဖြစ်မှန်ကိုပြသနေပါတယ်။ဒီအဖြစ်ပျက်တွေဟာနိုင်ငံကြီးစီးပွားရေးနဲ့စီးရေးရှုထောင့်ပေါင်းစုံကနေရှုပ်ထွေးနေနေပြီးကမ္ဘာတည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်တဲ့အလားအလာတွေရှိနေပါတယ်။လာမယ့်ကာလတွေမှာ ဒီအချိန်นี่ဘယ်လိုဆက်ပြီးပြောင်းလဲလာအောင်မလဲသက်ဆိုင်ရာနိုင်ငံတွေရဲ့နောက်ထပ်တုံ့ပြန်မှုတွေကဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်ရအောင်ပါပဲခင်ဗျာ